ကျွန်တော်နာမည်ကတော့မြင့်မောင်ပါငယ်ငယ်လေးတည်းကကျွန်တော်ကဘောလုံးကန်ရတာဝါသနာပါခဲ့ပြီးတော့ဘောလုံးသမားတစ်ယောက်ဖြစ်ချင်ခဲ့တာပေါ့အဲ့ဒီအတွက်ကျွန်တော်ဟာတနေ့ကုန်25နာရီလောက်လေ့ကျင့်ခဲ့ပြီးတော့ကြိုးစားခဲ့တဲ့အတွက်နေရာတစ်ခုကိုတော့ရောက်ရှိခဲ့ပါတယ်ဒါပေမဲ့ ထက်သက်ဆလူငယ်ကစားသမားလေးပွားမှာပဲကျွန်တော်ဟာဒဏ်ရာအကြီးကြီးရရှိသွားခဲ့ပြီးတော့အနားယူခဲ့ရပါတယ်ကျွန်တော်ကစားသမားပွားမှာရလာခဲ့တဲ့ပတ်စံတွေလည်းအကုန်ပြောင်းသွားခဲ့တာပေါ့ဒါနဲ့ကျွန်တော်ဟာစိတ်တက်အရန်ကြပြီးတော့ဘာလို့ရမှမသိဖြစ်နေတဲ့အချိန်မှာကျွန်တော်ရဲ့ဖအေးမတူမအေးကွဲတဲ့ဦးလေးတယောက်နဲ့အတူတူနိုင်ငံပြောင်းပြီးတော့သွားနေခဲ့ပါတယ်ကျွန်တော်မှာတခြားဘာအတမွေးဝမ်းချောင်းပညာမှလည်းမတက်ခဲ့တဲ့အတွက်နောက်ဆုံးမှရွေးချယ်စရာတခုပဲရှိခဲ့ပါတော့တယ် အနတ်မိုးလိမ့်ပြီဆိုတော့လည်းကျွန်တော်အလုပ်ဆလုပ်ရပါပြီတိတ်တော့မလွယ်လောက်ဘူးဗျအပင်ပေါ်ကအဖူးပွင့်လေးတွေကိုတေချာလေးညက်တဖူးချင်းစီတိုင်းကိုအေးလေးတွေကိုတေချာလေးထည့်စိုက်ထားတဲ့အပင်လေးတွေကတမာထွားကြိုင်းပြီးတော့ကြီးထွားလာပြီးတော့ဖူးပွင့်လေးထပ်ဖြစ်လာအောင်ရေလောင်းပြီးတော့ပျက်စီးမာတာကြတဲ့ customer တွေကိုလည်း reply ပြန်ပေးရပါလိမ့်တယ်။ reply ပြန်တာကြာရင်စိတ်တို့ကြတယ်ဆိုတော့လေ ပြီးတော့မတန်ဆွမ်းတဲ့ဦးလေးနေဆန်တဲ့စကားသွားပြောအေးတားလိုက်နေကောင်းလားဒီနေ့ညိုတဲ့တော့ရဲ့ဦးလေးမာတဲ့ပစ္စည်းတွေယူခဲ့ပြီနော်ပြီးရင်လိုရာရှိတာဝယ်ပြီးတော့ငါလာပေးမယ်လို့ပြောလိုက်ငါကယူမောင်းမောင်းလာရတယ်နော်နေမင်းကြီးကိုကြည့်ရင်တိတ်ကိုပြန်တွေးပြီးတော့ခဏဆွေးပြီးရနောက်မှာတော့ကျွန်တော်ဦးလေးရဲ့ကောင်းကိုယူပြီးတော့ကျွန်တော်မျိုးလဲကိုသွားခဲ့ပါတော့တယ်ဒီလိုနဲ့ညူရဲရောက်တော့ကားကိုပတ်ကင်ထိုးပြီးတော့ customer receipt ပစ္စည်းလိုက်ပို့ခဲ့ပါတယ်။ကျေးဇူးပါတော်ကြီး ကျေးဇူးတော်ကိုကြီးကျေးဇူးတော်ကြီးလေငါတို့ကချင်းကြက်ဘောလည်းဆက်ကြည့်ရင်လို့တဲ့သူ့အနေနဲ့ပေးလိုက်ပါဦးဒီလိုနဲ့ကိုဒက်ရဲ့တငယ်ချင်းကိုကျွန်တော်လိုက်ရှာပြီးတော့ free sample လေးပေးခဲ့ပါတယ်ခဏလေးနော်ဆန်းကြည့်အောင်မဟာမဆိုးဟာကောင်းတယ်နောက်တစ်ခေါက်လည်းထပ်မာမယ်နော်နောက်ထပ်အပင်တွေထပ်ဆိုင်ဖို့မြေကြီးနဲ့နေဩစာဆိုင်မှာထပ်ဝယ်ပြီးတော့ရဲတွေကလည်းကျွန်တော်အနာကိုကတ်လာတာနဲ့အမြန်ပတ်မောင်းပြီးတော့ကျွန်တော်ဦးလေးမှာတဲ့ပစ္စည်းကိုတွားယူခဲ့ပါတယ်အဲအောင် မင်းတို့လေးကပတ်စံပေးပဲဆိုပြီးတော့ကုလီမပေးသေးဘူးနော်အေးအောင်သူငါတို့ပေးရမယ့်ကျွေးတွေအများကြီးပဲသေးလားအေးသူပြန်ပေးရင်မင်းမရိုက်ခံရမှာโอเคနောက်ကဦးရဲကြီးတို့လိုက်လာတာနဲ့အိမ်ကိုမြန်လေးပြန်လာခဲ့ပါတယ်လူလည်းပါစင်တီးရခဲ့လားတာအဲဟဲ့လားပြုတ်ပုစရီတောင်းတယ်အရပါတယ်ငါနောက်မှပေးလိုက်မယ်လက်ရမှာတွေ့ကြရပါဘာဒီသွန်းလိုက်တော့အိမ်တန်ရောက်တော့မေဇူလာထရော့ကိုဖောက်ထက်ဝကီစီလေးကိုထက်ရေကြီးလေးနဲ့ဖုံးဒီတခြားလေးလောင်းပြီးတော့တအားပင်ပန်းနေရတဲ့အဲ့ရတဲ့ဝင်လိုက်ပါတော့တယ် ရဲကားတန်တွေကြားလို့တရေလိုပြီးထားကြည့်တဲ့အခါမှာတော့ဦးလေးနေဆန်တော့ပေါအောင်ပြီးထင်ပါတယ်ကျွန်တော်လည်းခက်သွက်သွက်လေးဆက်နိုးပြီးတော့လက်လာခဲ့ပါတော့တယ်ဒီလိုနဲ့ကျွန်တော်ဟာ Highland Point ဆိုတဲ့မြို့ကိုတယောက်တည်းပြောင်းလာခဲ့ရပါတယ်ကျွန်တော်မှကျွန်တော်ဦးလေးကလွှဲရင်တခြားအားကိုးစရာမရှိခဲ့ပဲကျွန်တော်ပတ်စံရှာတဲ့နေကတည်းကတနည်းပဲရှိခဲ့တာပေါ့ဒါကတော့ကျွန်တော်ရဲ့ဇလန်းလေးပါ မျိုးတက်ရောက်တော့ဦးလေးနေဆန်ကအများဆုံးဖုန်းမှာစကားပြောဖို့အတွက် message ပို့ခဲ့ပါတယ်။အာငါတို့ပေးတဲ့ဒီကြားရတာကတလိုက်တာကွာ။ငါတို့ထောင်းနေရပြီပေါ်တို့ထောင်းနေမှာကတော့ဝင်နေအောင်။ဘယ်လိုသွားနေလဲပြောပါနဲ့ကွာ။ငါလည်းအခုမေးရောက်နေတဲ့ high level ပွဲပါတီးတယ်ကွာ။လူတွေကသိတော့သဘောမကောက်ဝင်မဲ့လေ။လောက်တော့ဖြစ်ပါတယ်။အဲ့ဒီမျိုးပါငါဝတ်ထားခဲ့တဲ့ပတ်စံလေးတွေနဲ့ရှိတယ်ကွာ။မဲအဲ့ဒါယူပြီးတော့လုတ်ပြန်ဆားလုပ်လိုက်လေ။ဦးလေးနဲ့စကားပြောပြီးတော့သူဝတ်ထားခဲ့တဲ့ပတ်စံလေးတွေကိုရေပန်းအောက်မှာရေညောင်းပေးမှာရေ။ ူပါမားကတ်အနောက်မှာရယ်လိုက်ရှာပြီးတော့ယူပြီးတဲ့နောက်မှာတော့ကျွန်တော်ရယ်ကမ်ပါကားကြီးစီပြန်နေတဲ့အချိန်မှာပဲကျွန်တော်လည်းစိတ်ပူပြီးတော့ခမ်းမြန်လေးပြေးသွားတာပေါ့ဒါပေမဲ့နောက်ကျသွားခဲ့ပါ ಬಿ ကျွန်တော်ရယ်ကမ်ပါဖန်ကြီးကိုတရားရုံးကမီးရှို့သွားခဲ့ပြီးတော့ဆာရယ်လေးတွေ့ရမှာအခုလိုပဲရေးသွားခဲ့ပါတယ် Highland ပွားရနေကြိုးစောပါတယ်ဒါငါတို့ပိုင်တဲ့နယ်မြေကမင်းလားမရှုံးနဲ့ကျွန်တော်လည်းစိတ်တက်ကြပြီးတော့ဘာဆက်လုပ်ရမလဲစဉ်းစားနေတဲ့အချိန်မှာပဲကျွန်တော်ဦးလေးကဖုန်းထပ်ကန်ကန်ခဲ့ပါတယ် အာချိပဲတားလေရေးဆွဲပြုတ်တင်နေဒီလိုမှရဟနာရှိရဲ့လူဆိုးတွေရှိတယ်ကွာမြေကောက်ပြီးရှုံသွားတာမန်စီပီသားဆိုပါတင်နေအခုတော့မေခနာလိုကီနေလိုက်အောင်အကန့်တစ်ခုငားနေလိုက်ပြင်မလိုအပ်တဲ့ပစ္စည်းတွေကို hardware store မှာသွားဝယ်လို့ရတယ်ဒီလား okay ဦးလေးပေးတဲ့အကြံအတိုင်း motel manager မတ်ဒေါ်နာကိုစကားပြောပြီးတော့တပတ်ဒေါ်လာ85ကျပ်ပေးပြီးတော့ motel အခန်းတစ်ခန်းငားနေခဲ့ပါတယ်မိုတယ်ခန်းနဲ့ရောက်တော့ TV အကြီးတွေထဲနဲ့ကြက်ဥပြည့်တဲ့ဂိမ်းလေးခဏထိုင်ဆောင်နေခဲ့တာပေါ့ အခုမှမြို့ကိုစားရောက်တဲ့အတွက်နည်းနည်းကြောင်ပြောက်ခဲ့ပေမဲ့လည်းနောက်ဆုံးမှာတော့စိုင်းကိုရှာတွေးခဲ့ပေမဲ့ online banking နဲ့ပတ်စံမရှိခဲ့တဲ့အတွက်ဝယ်လို့မရခဲ့ပါဘူး။ဒါနဲ့ ATM ကိုသွားပြီးတော့ online banking နဲ့ပတ်စံသွားထည့်ခဲ့ရပါသေးတယ်။စိုင်းမှာလုပ်ငန်းပြန်စားဖို့ပစ္စည်းလေးတွေဝယ်ခဲ့တာပေါ့။ဒေးတူနေချင်းမင်းကဒီမျိုးမဟုတ်ဘူးလေ။လူသိလားမသိဘူး။ငါအတန်းမှာဒီမျိုးရဲ့ hardware store ပိုင်ရှင်ပေါ့။မင်းကပါလို့လို့တာလဲကွာ။ ကျွန်တော်လည်းစိုက်ပျိုးရေးလုပ်တာဆိုပြီးတော့လိမ်ပြောခဲ့ပါတယ်။ငါလက်ချက်ထဲမှာတက်ပယ်လေးစိုက်ရှင်နေရကြပြီကွာ။ပြောဒီမှာမျိုးစလေးယူသွားလိုက်။ Highland Point ကနေကျူးဆိုပါလေနော်။ကျွန်တော်အခန်းစီပြန်နေလို့နေရာပေါ်မှာဆွဲထားခဲ့တဲ့ပုံလေးတမုံကိုသဘောကျမိခဲ့ပါလေတဲ့။လုပ်ငန်းစဖို့မြေကြီးရေထဲရေဒီလောင်းပြီးတော့မှသတိရမိသွားတာကတော့ကျွန်တော်မှစိုက်ဖို့အဆီမရှိဘူးဆိုတာပါပဲ။မင်းလုပ်ငန်းစဖို့ work easy တွေတိုးနေတာပါ။ငါမှဂျေးရှိရဲ့အရောက်ပြေကိုချိန်ပေးမယ်။ Okay ။ပတ်စံကားသူ့ကိုတော့မှပေါင်းပေးလို့ရတယ်။ ဦးလေးပေးတဲ့ဂျိတ်စီရနေပြီးတော့အစီတွေမာပြီးတဲ့နောက်မှာတော့အစီသွားယူနေတဲ့အချိန်မှာရမန်မီတာတော်ပါသေးတယ်ဝယ်ထားတဲ့အစီလေးကိုစိုက်လိုအပ်တဲ့ပစ္စည်းလေးတွေစိုက်မှသွားထုတ်ဝယ် စီလေးကိုမြေဩဇာကျွေးရေလောင်းအမိုက်ပြက်ဖူးလေးတွေကိုညှက်ပြီးတဲ့အခါမှာတော့ကျွန်တော်ရဲ့လုပ်ငန်းကြီးပြန်လည်စတင်ခဲ့ပါပြီအဖူးပွင့်လူတွေကိုတက်တက်ရဲ့လေးတွေအလီထဲမှာထည့်ပြီးတဲ့အခါမှာတော့ customer အသစ်တွေရဖို့အတွက် line ပေါ်တင်ရောင်းခဲ့ပါတယ် customer တွေနဲ့ဈေးညှိပြီးတော့အဆင်ပြေသွားတဲ့အခါမှာတော့ထုံးစံအတိုင်း delivery လိုက်ပို့ခဲ့ရတာပေါ့ကျေးဇူးပါပါကိုလူကြီးကျေးဇူးတင်ပါတယ်ခင်ဗျတတိယမြောက် customer စီကိုပစ္စည်းပို့နေတဲ့အချိန်မှာပဲဟေးကိုလူမလုပ်နဲ့ ရဲတွေကလက်ပူးလက်ချက်ပြီးသွားတဲ့အတွက်အသေးအံထွက်ပြေးခဲ့ရပါတယ်ပထမရဲကလွတ်ပြီးထင်ပြီးတော့ပျော်နေတော့မှာပဲအဲ့ရောင်ပြဆန်းလုံရင်ပြမနော်လုံရင်ပြမနော်လုံရင်ပြမနော်ပြင်းရင်ပြင်းရင်နဲ့ဂျောင်းပိတ်သွားတဲ့အတွက်နောက်ဆုံးမှာတော့နောက်ဆုံးတော့မိခဲ့ပြီပေါ့ဟာဟာဟာ yes can like it on you လေးကျွန်တော်ရဲ့ဇာတ်လမ်းလေးကဒီမှာပဲပြီးဆုံးသွားခဲ့ပြီလား